အဓိကအိမ်မက်ကတော့ Base Universe မြန်မာပေါ့နော်။ဟောထင်တော့မထင်ထားဘူးပေါ့နော်။ဘာလို့လဲဆိုတော့အတက်ငယ်ဆုံးလေးဖြစ်တယ်ပြီးတော့နှစ်နှစ်ကြာမှပြန်လာဆိုတော့လေဒီလိုပွဲရလည်းမတော်ကြပြီဆိုတော့ထင်တော့မထင်ထားဘူးပေါ့နော်။ဒါပေမဲ့ရတော့လို့အရင်ပြောမိပါတယ်။ Number 10 Yeri ဲစူးစမ်းခဲ့ရတော့အများကြီးစူးစမ်းခဲ့ရပေါ့နော်အဲနှစ်နှစ်နီးပါးလောက်နားပြီးတော့ပြန်ပြီးတော့ပြန်လာဆိုတော့အဲလိုအပ်တာတွေလည်းရှိတယ်လို့လိုအပ်တာတွေလည်းပြန်ပြီးတော့ train ပြီးတော့ပေါ့နော်ပြန်လာခဲ့ရပေါ့နော်အဲနနေထဲမှာတော့တင်တန်းနေတက်တယ်အဲ့လိုမျိုးအဲ ကျောင်းစာရောအဲ့လိုဒီမြူပညာအတွက်ကောကုံလေးလာပြီးတော့မှပြန်လာပေါ့နော်ဟုတ်ကဲ့တမိုးထားပေါ့နော်သာချီလေးဆိုဟုတ်ကဲ့အကောင်းဆုံးလဲဒီစုပေါ်မှာလဲအကောင်းဆုံးရန်ကုန်ပွဲကြရင်လဲအကောင်းဆုံးရှင်ပြိုင်တော့မှာပေါ့နော်ဟုတ်ကဲ့ဟောထင်တော့မထင်ထားဘူးပေါ့နော်ဘာလို့လဲဆိုအတက်ငယ်ဆုံးလဲဖြစ်တယ်ပြီးတော့နှစ်နှစ်ကြာမှပြန်လာဆိုတော့လေခုခေတ်မှာမိမိရဲ့ရုပ်ပန်တုပ်ပြီးကိုပြောင်းလဲနေနေရမှာ ခံခံရတယ်နေပါလာတို့ပွင့်နေတာတို့လည်းကျမယုံကြည်ပါတယ်ကျမရဲ့ရုပ်ပတ်တူကြီးကိုအစ်စင်ခွင့်ရမယ်ဆိုရင်ကျမရဲ့ daily life မှာယုံကြည်မှုရှိစေဖို့ဒီဖို့မှန်တဲ့အရာအားလုံးအစ်စင်တော်ပါဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဒီလိုပွဲရလဲမတော့ကြာပြီဆိုတော့ ထင်တော့မထင်ထားဘူးဘုံတော့ဒါပေမဲ့ရတော့လို့အရင်ပြောမိပါတယ်အာ16နှစ်10နှစ်လောက်လေးရဘုံတော့အဲသူဘယ်သူရလဲဟဲ့ဒီလိုရှိကြရဆိုအဲ့ကရတော့တိတ်တော့ဟိုစိတ်ဝင်စားသေးဘုံတော့ခုနောက်ပိုင်းကျမှအဲ line ဖုန်းသုံးရင်းနဲ့ဒီ Miss Universe ကိုကြည်ရင်ကြည်နေဘုံတော့အရင်ကိုကိုတိုင်းလဲဝင်ပြိုင်ချင်းလာရဲ့ဘုံတော့ဘူရိုင်းလေး Miss Universe မြန်မာဖြစ်စေဖြစ်ချင်တယ်ပေါ့နော်ဟုတ်ကဲ့ ွန်မန်းထားတော့အခုလောလောဆယ်အနေနဲ့တော့မရှိသေးဘူးပေါ့နော်ဒါပေမဲ့ကိုရလို့ကိုထိုက်တန်လို့ရရလို့ပဲထင်မိပါရဲ့ကဲနောက်ထပ်အခု Miss Universe ရန်ကုန်ပြိုင်ပွဲကြီးကပ်မှာလည်းအကောင်းဆုံးကြိုးစားသွားမှာပါအဲအနုပညာလည်းနေလည်းရှောက်ဖို့ရှိပါသေးရဲ့အဓိကအိမ်မက်ကတော့ Miss Universe မြန်မာပေါ့နော်ကဲအကုန်လုံးအပိစားဖို့မြောက်ပြန်နေမိပါရဲ့အကောင်းဆုံးလည်းရှင်ပြိုင်သွားမှာပါလိုအပ်တာတွေကိုလည်းအကုန်လုံးပြန်ပြီး train ပြီးတော့အကောင်းဆုံး ပြင်ပြိုင်ရှင်ပြိုင်တော့မှာဖြစ်ပါရဲ့ရှင်အားလုံးကျေးဇူးတင်ပါတယ်